ဒီနေ့ကတော့ဒီမေလထဲမှာ annual starlight လာမလားဆိုပြီးတော့စောင့်နေကြတဲ့လူတွေအတွက်ပေါ့နော်အဲ့တော့ဒီ angelic starlight skin ကမလာဖြစ်ဖို့များပါတယ်ဘာလို့လဲဆိုတော့ဒီမနေ့ကမွန်တွန်းနေပြီးတော့မေလအတွက် starlight video ထွက်လာပေါ့နော်အဲ့ထဲမှာကဒီ leslie ရဲ့ starlight skin ပဲပါတယ်ဒီ annual starlight skin ကိုတော့ထည့်ထားတာမရှိဘူးပေါ့နော်အဲ့တော့လာမလားမလားလားမေနေ့ရက်တွေအတွက်ဆိုရင်တော့မလာဘူးလို့ပဲပြောချင်ပါတယ် okay အဲ့တော့ကျွန်တော်နောက်လာတဲ့ starlight skin ကတော့ဒီမီယာပေါ့နော်ဒါကို diamond 300နဲ့ဝယ်လို့ရမယ်ဒါကတော့ UU အရာအောင် အနီရောင်လေးပေါ့နော်โอเคမိုက်တော့မိုက်တယ်သူကအရောင်၃ရောင်လာပြီပေါ့နော်ဒါတော့ basic အရောင်အရောင်ဟုတ်တယ်ကျွန်တော်ကတော့ဒီလိုမျိုးအနီရောင်စကင်တွေတော်တော်လေးကိုကြိုက်တယ်ပေါ့နော်โอเคဒီဘေးကတော့ပိတ်တဲ့အရောင်ပေါ့နော်လာတယ်တော်တော်လေးကိုလာတယ်ဝါးကျွန်တော်ကတော့ဒီတတိယအရောင်ပိုကြိုက်တယ်ကျွန်တော် favorite color တွေမှာပါပေါ့နော်ဒါ violet ဆိုတော့ ဲ့တော့ကျွန်တော်ကအဓိကပြောချင်တာကတော့ဒါပေါ့နော်ဒီမှာကမပြောင်းသွားဘူးအရင် skill နေပဲအဲ့တော့ဒီလာအတွက် annual star line ရတော့လာမလားဆိုတော့မလာပါဘူးဒါမဲ့ကျွန်တော်တို့ဒီ skill တွေကိုတော့ပြောင်းအောင်ထားပေးရဲဒါကတော့ lunar sea starlight skill ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ skill တွေကို starlight fragment 3000နဲ့ပြန်ဝင်လို့ရမယ်နောက်တဲ့ skin တကောင်တော့ဒီ Hayabusa All Skin စူးချင်တဲ့တွေအတွက်ဒီ Starlight skin ကပြန်လာမယ်ပေါ့နော်။ Okay နောက်တစ်ကောင်ကျတော့ဒီ Marsha ရဲ့ Starlight skin ပြီးတော့ဒီ Sand ရဲ့ Starlight skin တန့်ထဲမှာကျတော့ဒီ Atlas ရဲ့ Starlight skin ပြီးတော့ဒီ Ruby ရဲ့ပင်နေတမား skin ချာရဲ့ Starlight skin Okay ပြောရရင်တော့ဒီ skin တွေပြန်ရောင်းပေးမယ်ပေါ့နော် Okay နောက်လည်းတစ်ခုကြာဒီ skin ၃ခုကိုပြန်ရောင်းပေးမယ်ပေါ့နော်ဒါပေမဲ့ဒါကြတော့ဒီ Starlight ဘုံကိုဖောက်ရမှာတစ်ခု50နဲ့ဖောက်ရမယ်ပေါ့နော်ဒီတခါတော့ Lilia Bruno နဲ့ Melissa skin ၃ခုကိုနိုင်လို့ရမယ်ပေါ့နော် Okay ဒါကတော့ဒီမီလာထဲမှာပြောင်းသွားမယ် Starlight Show update ပဲဖြစ်ပါတယ်စိတ်မကောင်းစွာနဲ့ပဲဒီ Angela ရဲ့ annual Starlight skin ကတော့ပြန်မလာခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီ now update မှာတော့လာမယ်လို့ထင်တာပဲ Okay ဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် See you guys ပြီးတော့ကျွန်တော်ရဲ့ channel ကို like and subscribe လေးရောလုပ်ခဲ့ပေးပါဦးတိတော့မှာဆိုရင်လည်း photo လေးရောလုပ်ခဲ့ပေးပါနော်